ခုညီပေးသူတွေကြောင့်ကျောင်းတက်ခွင့်ရတော့မေးတရှူရောင်းနေမိကလေးလာပြီအားလုံးမေးမင်္ဂလာပါလာပြီဆိုရင်မိကလေးကမီပွိုင်းတွေမှာတရှူတွေခေါမုံနေရေတံဘူးတွေရောင်းရတဲ့အပြုံးချွတ်ချွတ်မိကလေးဖြစ်ပါရီလာပြီကသူ့ကိုချစ်ခင်လို့ပေးတဲ့မုံနှစ်ခုလုံးကိုမယူဝဲတခုပဲယူလာကြအောင်စိတ်ထားကောင်းလို့လေးဖြစ်နမေစီလာခဲ့တာပါကြောင်းသွားပြန်လို့နေတဲ့ကားပေါ်ကကလေးလေးတယောက်ကလာပြီကိုကလေးအချင်းချင်းချစ်ခင်တာကြောင့်အမုံလေးတွေကိုယူလာပြီးတတ်ပါရီလာပြီကမုံကိုနှစ်ခုလုံးမယူဝဲနေသူ့တထုပ်ပဲယူမင်း ။မောင်လေးကတထုတ်ယူထားဆိုပြီးတော့ကားပေါ်ကကလေးကိုပြန်ပေးခဲ့ပါရီ။ကားပေါ်ကကလေးကလည်းအသက်ငယ်ပေမယ့်ပြီးကင်းလူစေးရှိသလိုလာပြီးကလည်းရှားရည်မုံတွေကိုအကုန်မရှူဘဲတခုပြန်ပေးခဲ့ပါရီ။သူ့ကိုမုံကျွေးရဲ့ဘီယိုကကြီးစုသူ၅တန်းထိရောက်သွားခဲ့ပြီးကလေးနေကြတဲ့မှာဖြူစင်းနေစိတ်ထားလေးတွေကြောင့်မိဝါရီလေးချီးကျူးမှုတွေရိုက်ခဲ့ပါရီ။လာပြီကဘဝဘေးချင်းနေရမိပွိုက်မှာတ िश ူလေးတွေကိုလိုက်ချောင်းရပေမယ့်စိတ်ထားကောင်းသူပြလို့ကောင်းမွန်တဲ့အတိုင်းဝိုင်းကနေကြီးမြတ်လာသူဖြစ်မယ်လို့ဖတ်မှန်းကြပါရီ အချို့ကလေးတွေကမိဘဝင်တွေမှာနှောက်ယှက်တဲ့ပေမဲ့လာပြီးကတော့ရိုးသားသားအလုပ်လုပ်နေရပြီးကျောင်းလေးမတက်နိုင်ခဲ့ပါဘူးတကယ်တော့လာပြီးရဲ့ဘဝကအရှင်နေမများတွေလောကနေတွေကိုခင်ရတာကြောင့်မိဘဝင်မှာတချို့လေးတွေကိုရှောင်နေရတာပါအဖေကအဖမ်းခင်ရတဲ့ပြင်အမိကနောက်ဤနောက်ပြုတ်သွားလို့လာပြီးဟာဖိုးပွားနေတူနေထိုင်ရပါတယ်လာပြီးဟာတက်စနစ်တီကျောင်းမနေဘူးသေးပေနဲ့ဖိုးပွားတွေအတွက်နိုင်တဲ့ဘက်ကနေကူညီပေးနေကြတာပါအဖွားကအကျွေးတွေများနေလို့လာပြည်လေနိုင်တဲ့ဘက်ကနေကိုကြီးပြီးတော့ဆက်ပေးနေရပါတယ်။အဖွားကအရင်ကတော့ အိမ်ပိုင်နဲ့နေပြီးတော့နောက်ပိုင်းမှာတော့လူတယောက်ကိုအမခံပေးမိတာကနေအိမ်ကိုပောင်းပြီးချွေးဆိတ်ခဲ့ရပါတယ်။အကျွေးသိန်း60ကျော်ရှိပြီးတော့လဆင်အကျွေးတွေအတူတူကိုဆက်နေရတယ်လာပြီးဟာစောင်းတဲ့ချင်နေပြီးမိစာသင်ကဲနဲ့ဝေးကွာနေကြရပါတယ်။အဖွားကအပြင်ထွက်ပြီးတော့အလုံးမလုံးနိုင်တော့သလိုတာသမီတွေကလည်းအိမ်အောင်ကြသွားလို့အကျွေးကို7နှစ်ရွယ်လာပြီးကပဲဆက်ပေးနေရပါတယ်။အလုံးလုံးတာကိုတရရနားလိုက်ရင်အကျွေးဆက်ဖို့အတွက်တရရနောက်ကြမှာဆိုရင်လို့လာပြီးဟာတရရလေးတောင်မှမနာရေးခဲ့ပါဘူး။ အဖွဲ့ရင်ကျွေးကြီးကိုဆက်ပြီးသွားရင်ကျောင်းပြန်တက်မေးဆိုတဲ့လာပြေတွေအခုတော့ကုညီမေးသူတွေပေါ်လာပါပြီ။လာပြေကိုကျောင်းတက်စေချင်လို့ကျောင်းထားပေးမေးသူတွေလည်းရှိပြီးမုံမိုးတွေလေးပေးလိုက်ကြပါရီ။သူတို့ကပေါ်မှာမုံကျွေးရဲ့ကလေးရဲ့မိဘတွေဟာအကျိုးဆောင်ပေးတာဖြစ်ပြီးတော့လာပြေတရားပညာသင်ခွင့်ရှာတော့မှာပါ။သူတို့မိသားစုကလာပြေကိုကုညီပေးခြင်းနဲ့စိတ်ပြည့်ရှိတာကြောင့်ကျောင်းထားပေးခြင်းနဲ့သူနဲ့လေးဆက်သေးပြီးခဲ့ပါရီ။သူတို့ရဲ့ပြေးလေးတစ်ပုဒ်ဟာပြပင်းနေတဲ့ကလေးတယောက်ရဲ့ဘဝကိုပြောင်းလဲသွားစေတာပါ။ အကျွေးတွေဆက်ပြီးမှအကြောင်းတရားမေးဆိုရင်ဘယ်တော့မှမသေးကြပါဘူး။လာပြီကတော့ရီမင်းချက်မပြောက်ခဲ့ပါဘူး။အဘိုးဘွားတွေကငဲ့ပြီးတော့အကြောင်းမတက်နိုင်တဲ့သူ့ဘဝလေးကိုစာနာတဲ့သူတွေကကုငီပေးမှပြလို့လာပြီကတော့ဝန်တာနေပါရင်သူမမော်လေးမရှိလို့ကားပေါ်ကနေမုံကျွေးတဲ့ကလေးလေးကိုမောင်လေးရှင်းတယောက်လိုချစ်ခင်မိသွားပါတယ်။အခုလေကားပေါ်ကကလေးရဲ့မိဘတွေကပဲဂျာရီကနေကူညီပေးတာဖြစ်လို့လာပြီးနေဒီမီတာစုဟာရေစက်တွေရှိနေသလားလို့ထင်နေရပါတယ်။မနေ့9နာရီချိုးရင်မိပွိုင်မှာဆေးရောင်ပုံရောက်နေပြီဖြစ်ပြီး ညမှာပြင်ရတဲ့လာပြီကစိတ်ထားကောင်းလေးကြောင့်ပဲသူ့ဘဝလေးလေးတုတက်သွားတော့မှာပါမိဘဝမှာဆင်းရဲနေပေမဲ့ကုညီချင်းသူတွေပေါ်လာပြီးတော့ပညာသင်ခွင့်ရတော့မယ်လာပြီလေပညာတကြီးတောင်ဖြစ်ပါစီလို့ဆုတောင်းပေးလိုက်ပါတယ်ချီချူအပ်ပေးခဲ့ကြရဲ့အတွက်လေးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်